ကစီယူရှန်နယ်လေးကပြန်လဲကြိုးစားပါဗျာနော်နေပါလေးပြောချင်လဲဆိုတော့နော်ချွေရချွေရရဒါဒါတော့ခွဲမှားနေမှားနေတဲ့အရာပြောမှာပဲစူဟောမှာအခုဆိုလို့ရှိရင်တအားနေရာတိုင်းဟိုလိုကြာဒီလိုကြာဘာလို့ကျွန်တော်တို့ကိုယ်တိုင်လဲခွဲတွေ့နေရတာပဲဗျာတွေ့နေရတော့ကစီလက်ပြောပြတာပဲရေဖန်တာပဲရေဖန်တာပဲခင်ဗျဟမ်ဗျာတချို့သူလို့ချင်းပြန်ရွေးရတာပြူရတာတွေရောဘာရောချုပ်ချက်တွေကပ်ပြီးအများကြီးဖြစ်နေရအများကြီးဗျာခင်ဗျာ ကျွန်တော်အဲ့တပုတ်လာအောင်ပဲခင်ဗျာနော်ကျွန်တော်ကျွန်တော်တပည့်ကျော်ပဲရင်တော့ကျွန်တော်မျက်နှာချက်လို့တော့နော်ကျွန်တော်တပည့်ကျော်ကလေးပဲခင်ဗျာကိုမိမရာကြီးတော့ခင်ဗျာဟမ် KTV သွားလိုက်တာမနေ့ကကျောင်းစစ်စာကြီးဖြစ်သွားတာနဲ့ဟမ်ခနာအဲ့ပွဲပွဲသီးပါညာကူကသွားလိုက်တာမနေ့ကကျောင်းတော့စစ်စာကြီးဖြစ်သွားတာနဲ့အများကြီးပဲနော်တချို့ကျောင်းလည်းလိုက်ရွေးရပြူရတာ190နော်100အာခင်ဗျာအဲ့လိုကုန်တာကြီးအများကြီးပဲခင်ဗျာနော်ပြီးတော့ပတ်စင်ကြီးလာစင်ကြီးခင်ဗျာ အရာရလည်းရှိသေးတယ်ခင်ဗျာနော်ဒါဒါလာခင်ဗျာမြင်တာဘူးပြောတာခင်ဗျာအဲ့ဒီအရာကဘယ်သူပြောမအောင်တော့ခင်ဗျားတို့နော်ကြော်စိုးဦးရဲ့ဟိုစနိုက်ပါသူ့ရဲ့အရာလေးကျွန်တော်ဖွင့်ပြပေးမယ်နော်ခင်ဗျားတို့ဒါဖြစ်တဲ့အရာတော့ဖြစ်ရမယ်မဖြစ်တဲ့အရာလည်းမဖြစ်ရဘူးလေဒါခင်ဗျားတို့မဟုတ်ဘူးလားဒါတကယ်တကယ်ဖြစ်နေတဲ့အရာကြီးပဲလေဟုတ်လားခင်ဗျားတို့အချိန်မှလည်းဖြစ်တယ်ကျွန်တော်တို့အချိန်မှလည်းဖြစ်တယ်နေမှာနိုင်ငံနေရာအနှံ့မှာဖြစ်နေတာဒီအချင်းပြတ်ရှာစားမှုကြီးอ่ะ ကျင်းပြချသမှုရခင်ဗျာအကုန်လုံးဖြစ်နေတာအကုန်ဖြစ်နေတာအားကြောင့်ဘယ်လိုပြောနေတာနေရာတိုင်း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 မှာဘာညညာရင်မသိဘူးခင်ဗျာဘယ်ညာရင်ဖြစ်နေရခင်ဗျာဘာညာရင်တော့မသိဘူးဘယ်ညာရင်ဖြစ်နေတာဒါအကုန်လုံးသိတယ်ခင်ဗျာနော်ထက်ကလူကြီးတွေခင်ဗျားတို့ရေအသေးချာလေးလုံဖို့ပြုဖို့ခင်ဗျားတို့ တောက်တော့လည်းပြောပြပါဤဒါကြီးကကေစီကတော့အများကြီးပြောပြပါတော့ဒီပြာနဲ့ပြတ်သက်ပြီးအခုဒီမှာသူတို့ပြောတာလေးဖွင့်ပြပြီးတော့ပြောပို့ပြီးတော့ဟိုရင်ဖြစ်သွားအောင်ဖွင့်ပြပြီးတာပါနော်တစ်ချက်နားတော့ကြည့်တယ်နောက်ထပ်တပြချင်တာကပြည်သူစစ်မှုတန်းဥပဒေအရအကျုံးဝင်တဲ့သူတွေကိုကျွန်တော်ဖြစ်ပြတတဖြစ်ပြတတယူပါတော့ပါဒီနေရာမှာကျွန်တော်တို့ပြည်သူစစ်မှုတန်းဥပဒေအကျောင်းပြပြီးတော့မွေချေးတစုရှာနေတဲ့အတိုင်းဝန်းကိုရဲရဲဆက်ဆက်နေနေပြပါလက်ရှိကပြည်သူစစ်မှုတန်းဥပဒေအရ ငွေချင်းမတမဘူးလုပ်တဲ့ဟာအရာနေရာတိုင်းမှာကြားနေရတယ်။ဒါမင်းတချို့ကလားခေါ်သွားတယ်ခေါ်ပြီးတော့ပတ်စံနဲ့ပြန်ယူလာတယ်ဒီပြဿနာကြီးလည်းကြားနေရတယ်။ပြီးတော့ကျွန်တော်ရွာလေးမှာအတတလောက်ကို3000ပြည့်4000ပြည့်1000ပြည့်ဓာတ်စင်ခွဲနေတာလည်းရှိတယ်နေရာနဲ့တွေ့နေရတယ်။ဒါရင်မလုပ်တော့ဘူး။ကျွန်တော်တို့ပုံဝင်လေးလေးပြောရမယ်ဆိုရင်တော့မြန်မာနိုင်ငံမှာကြောပွဲလူရန်စားကတိုင်းပြည်တွင်းတာဝန်ကြီးတယ်ကျောင်းပွဲလူလန်းစားကဘယ်တော့မှတိုင်းပြည်ကိုတစ္ဆာဖောက်ခဲ့တဲ့အဖွဲ့အစည်းမဟုတ်ဘူး 流转大不？中国的个，当丽、高伟、干他板说的，中国的写什么出来。再起来，你看庄伟，庄伟流转大，当初连他妈都几个，哎，你啊，戴伟个，当丽、高伟、甘干他妈的，哎，你戴出来了如果我俩戴伟不穿，大都哪里不戴嘞？天气关系的，阿龙讲的。 ဒီကျောမွေးလူရန်စားနဲ့တောင်ဦးလေသမားတူကြီးကလည်းထွက်လာတာကျောမွေးလူရန်စားရဲ့တောင်ဝင်ကြီးတယ်တိုင်းပြည်ရဲ့တိုင်းပြည်ကဝဲကန္တာတိုင်းပြည်တိစော်ရေးကန္တာတိုင်းပြည်ရဲ့ကျွန်တော်တို့ကြာရအလုံးတွေအားလုံးကဒီကျောမွေးလူရန်စားကြီးကပါလာတာတိတ်ကိုအရေးပါတယ်လူရန်စားကြီးဒါကြောင့်ဒီလူရန်စားကိုကျွန်တော်တို့ကပြောင်းထားဖို့လိုတယ်လက်ရှိဒီပြည်သူ့စစ်မှုထမ်းဥပဒေအရအုပ်ချုပ်ရေးမှုတွေနဲ့ဒီကအုပ်ချုပ်မှုတွေနဲ့တတ်ဆိုင်အောင်လူပုံကိုယ်တွေလား ကြောပွဲလူလန်းစားတွေကိုပြင်မှတ်ထားပြီးတော့ငွေချင်းရှာနေတာရှိတယ်။ဒါတွေကိုကျွန်တော်တို့သက်ဆိုင်ရာဒါတိုင်းပြည်ဆိုးအပွဲပြက်ပြက်တသားနှိမ်သိမှုလို့လည်းပြက်ပြက်တသားရေးယူဖို့လို့လည်းကြောပွဲလူလန်းစားတွေကိုကျွန်တော်တို့ကပြောအောင်ထားဖို့လို့လည်းကြောပွဲလူလန်းစားတွေတောင်းဝင်ကြည့်ပါလေ။အဲ့ဒါခေတ်ဆက်ဆက်လိုက်ကြည့်လိုက်ပါ။ကြောပွဲလူလန်းစားတိုင်းပြည်ကဝဲမှာလည်းရှေ့ရထွက်လာတယ်။တိုင်းပြည်ဒီဆောင်ရေးမှာလည်းပါတယ်။သာသနာတော်နဲ့ပတ်သက်တဲ့ကိစ္စရက်တွေမှာဆိုဒီကြောပွဲလူလန်းစားကပဲထွက်လာတာပါ ဒါကြောင့်ကျွန်တော်တို့ကြောင်းဝဲလူသားသားနေပတ်တိုင်ရင်ပတ်တိုင်ရင်တဆိုင်ရအာနာပိုင်းကမဖိနိုင်ပါနဲ့မချုပ်ချဲပါနဲ့နားလဲအောင်လုပ်ပေးပါပြောအောင်လုပ်ပေးပါဒီနေရာမှာကျွန်တော်ပြည်သူစစ်ဘုရားဥပဒေရငွေကြီးတွေကောက်တာတွေဥပဒေကိုကျော်လွန်ပြီးတော့ညာကဟိုနားကနေဆွဲလိုက်နားကနေဆွဲလိုက်ဆွဲနေတာရှိတယ်ဒါတွေမလုပ်ပါနဲ့ဒါတွေကမကောင်းပါဘူးဥပဒေရလောက်ရမယ့်အချိန်မပေးနိုင်တဲ့ပြည့်ပြည့်သားသားလို့ပြည်တော်စုကြီးတို့အားလုံးကအသက်ပေးရမှာပဲ ပြည်တော်စုကြီးအတွက်လိုအပ်ရင်အားလုံးအသက်ပေးရမှာပဲဒါကျွန်တော်ရဲ့ပေးထားချက်ပဲဒါပေးထားချက်ဘယ်သူမှရှောင်လို့လို့မရဘူးဥထိုင်းကြီးလိုက်ခင်ဗျားလိုက်ကြည့်လိုက်အုတ်ချုပ်ဥထိုင်းပြည်သူစုလို့လားဥလို့ဘယ်လောက်ပါသွားပြီလဲမေးရမှာပဲအဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ကာလကစင်ကဘယ်ဖောက်သူလဲစင်ကကခင်ဗျားစင်ကလည်းဘယ်ဖောက်ကောအုတ်ချုပ်မှာတက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေအရင်ပေါက်တယ်သူတို့ပုံမှာဂျန်တဲ့လူတွေကပေါက်တယ်အဲ့လိုတော့မလုပ်ကြပါနဲ့မလုပ်ကြပါနဲ့ဒါကြောင့်ကျွန်တော်တို့ဒါပြည်သူစုမှုတာဥပဒေအရတိုင်းပြည်ရဲ့ကာကွယ်ရေးကဏ္ဍမှာ အကျုံးနဲ့သူတို့ပြည့်ပြည့်စုံစုံခေါ်ပါပြည့်ပြည့်စုံစုံခေါ်ပြည့်ပြည့်စုံစုံလုပ်ပါဒီနေရာမှာကျွန်တော်တို့ငွေချေးရယူပြီးလုပ်တာတွေတဆိုးလက်ဆောင်ရယူပြီးလုပ်တာတွေလားစင်ခွဲတန်းငွေချေးကောက်ခံပြီးလုပ်တာတွေမလုပ်ကြပါနဲ့ဒါတွေကကျွန်တော်တို့မကောင်းပါဘူးတကယ်ကိုကြုံးပွဲလူလန်းစားလူလန်းစားကြီးတောင်တလယ်မှာတူကြီးကအတိုင်းဝဲကာဝဲကန္နာတိုင်းပြည်ဒီဆိုရေးကန္နာဟိုကရတိုင်းပြည်ကစာရေးခါစီဖူလုံးရေးလောအားကန္နာမှာဒီလူတွေကိုပဲကျွန်တော်တို့ကအမိကိုပြုတ်ပြရတာဖြစ်ပါတယ် ော့ဒီလူတွေကဒီလိုမျိုးကြောက်လန့်ပြီးတော့ကျွန်တော်ပြည်ပနိုင်ငံကိုထောက်ခွာသွားမယ်ဆိုရင်တိုင်းပြည်အတွက်ညားစွာတင်တာပါလေတိုင်းပြည်တော့ကျွန်တော်ကာဝေးကဏ္ဍတစ်ခုလည်းနဲ့မျက်နှာတော့မဟုတ်ပါဘူးတိုင်းပြည်ဖွံ့ဖြိုးရေးကဏ္ဍမှာလည်းညားစွာတင်တာပါလေကဲကျတော့ဒါဒါရာနော်တချို့နေရာကြီးတက်တော့စိုးစီးရနော်ဒါဒါရာသူပြောတဲ့အရာနောက်တစ်ခုဒီမှာထပ်ပြောရတဲ့အရာထပ်ကြည့်ရရဲ့ဟုတ်လားနော်တချို့အရာတချို့အရာကတော့မြင်တောင်ဖွင့်ပြပြီးတာ ညာတကယ်ဖြစ်နေတာနော်တကယ်ဖြစ်နေတာဒါရနောက်ညာမဟုတ်ဒါရတကယ်ဖြစ်နေတာညာဆိုရင်ဟိုပါဆိုရင် तू ကရဲရွာလေးမှာ तू ကစီးပွားရေးတွေအများကြီးဖြန့်ကျက်ထားရလို့ကျမသတင်းပေးလာရရှင့်သူစီးပွားရေးတွေကိုကျမဆွဲထုတ်ပြီးတော့တခုချင်းတက်ဆက်ပေးပါမယ်သူ့ရဲ့နံပါတ်၁စီးပွားရေးအားဆိုရင်ကြီးရွာလေးမှာစစ်မှုထမ်းအသက်ပြည့်တဲ့အိမ်တွေအားလုံးကို तू ကတအိမ်တောင်တလ6တောင်ကောက်တယ်လေရှင့်စမှုတန်းကိုရှောင်ရှားပေးမှုအတွက်ကိုသူကကုညီဆောင်ရွက်ပေးတာဖြစ်ပါရဲ့ရှင်။အဲ့ဒီမှာသူ့ရဲ့စီးပွားရေးတစ်ခု နောက်တစ်ခုကကြတော့အဲဇယင်းအတွက်ဆိုရင်သူကတအိမ်တော်ကို6000တတိကောက်ပါတယ်ရှင့်ဒါကသူ့ရဲ့နောက်ထပ်စီးပွားရေးတစ်ခုနောက်ထပ်စီးပွားရေးတစ်ခုကတော့ရွာထဲမှာတက်တိုင်ပေါ့နော်တက်တိုင်ရိုင်းနေပါတယ်ဆိုတော့သူကတက်တိုင်အတွက်ကိုပြုပြင်ရမယ်ဆိုပြီးတော့တအိမ်ကိုတပေါင်းကောက်ပါတယ်ရှင့်ဒါပေမဲ့တက်တိုင်အောင်လာပြီးပြုပြင်ထားလည်းမရှိပါအောင်ရှင့်ဒါကသူ့ရဲ့နောက်ထပ်စီးပွားရေးတစ်ခုနောက်တစ်ခုကတော့အုတ်ချုံကိုကရွာထဲမှာနွားတွေလည်းမွေးထားတာအများကြီးပါပဲရှင့်မွေးပြီးရခါမှဆိုရင်လည်းစီးမဲ့ကမ်းမွေးရဲ့ပုံစံပါပဲရဲရွာထဲမှာတရားမထွက်ခါရဲပေါ့နော် ဒီတော့နွားဆိုတာကကျွန်မနိုင်ငံမှာအထူးကုန်စည်ထဲမှာပါတယ်ရှင့်အထူးကုန်စည်ဖြစ်တဲ့အတွက်မျိုးလိုက်စင်မျိုးတရိစ္ဆာန်လိုက်စင်ပေါ့နော်အဲ့လိုလိုက်စင်တွေရှိလားဟိုတဲပို့ပွင့်လိုက်စင်တွေရှိလားဆိုတော့ကျွန်မမပြောတတ်ပါဘူးရှင့်ဒါသူ့ရဲ့စီးပွားရေးတစ်ခုပေါ့နော်နောက်ထပ်စီးပွားရေးတစ်ခုကကြတော့သူကရွာထဲမှာလိုက်စင်မရှိနေတဲ့အရက်ပုံးဆိုင်လေးလည်းဖွင့်ထားတယ်ရှင့်အင်မတန်စီးပွားရေးအကွက်မြင်တဲ့အုပ်ချုပ်မှုသာဖြစ်ပါတယ်ရှင့်ဒီလိုမျိုးစီးပွားရေးအကွက်မြင်တဲ့ပြင်နောက်ထပ်စီးပွားရေးတစ်ခုထပ်တည်ထောင်ထားနေရဲ့အဲ့ဒါက ား30သူကကိုယ်စားလှယ်ယူထားပြီးရခါမှဆိုရင်ရွာတွေကပြည်သူတွေကိုတပတ်တစ်ချိန်သာတအိမ်ကို90သားပဲရောင်းပေးပါရဲရှင်။ကျန်တဲ့စားအုပ်စီတွေကိုတော့ပြင်ပဆိုင်တွေကိုရောင်းပါရဲရှင်။ဒီလိုမျိုးစီးပွားကိုရေးရေးလေးလေးရှာဖွေတတ်တဲ့အုပ်ချုပ်ရေးမှူးဟာဆိုရင်အုပ်ချုပ်ရေးမှူးဖြစ်ပြီးရဲ့နောက်မှာတထက်အင်ကြီးကိုလည်းအခုချိန်မှာခန်းနာစွာတိစောက်ထားပြီးပါပြီရှင်။အမတန်စီးပွားဖြစ်နေအုပ်ချုပ်ရေးမှူးကြောင့်လေကျွန်မစီပြည်သူတန်တွေနဲ့ပေးပို့လာတာပါရှင်။ဒီတော့အုပ်ချုပ်ရေးမှူးလို့ကတော့ကျွန်မတရင်လေးနားထောင်တော့မယ်လို့ထင်ပါတယ်ပေါ့နော်။ ဟိုကို့အကြောင်းတော့ကိုသိမယ်ထင်ပါတယ်ရှင်တော့ကိုလက်ခံရစီးပွားရေးလေးကိုသိမယ်လို့ထင်ပါတယ်ရှင်ဒီတော့သတင်းထဲမှာလည်းပါလာပြီးဖြစ်တဲ့အတွက်ပြည်သူတွေကလည်းညှိုးညင်နေပြီးဒါကြေးရသူကြေးရသားတွေကလည်းအခုပဲပေးပို့လာတာဖြစ်တဲ့အတွက်အုပ်ချုပ်မှုအနေနဲ့ကတော့လည်းလည်းနေထိုင်နေစင်ရင်တဲ့နေလို့ထင်ပါတယ်ရှင်ဒါပြင်ကျွန်မပြောချင်တာကအခုချိန်မှာစစ်မှုတန်းနဲ့ပတ်သက်ပြီးတော့ငွေကြေးကောက်ခံမှုတွေလုပ်နေလို့မဲလားရှင်စမှုတောင်ဆောင်ရွက်လို့ရမယ်လို့ထင်နေကြတော့မယ်လားရှင်။ရွာသူရွာသားတွေအရောတကယ်ယုံကြည်နေကြတော့မယ်လား။ပတ်စံပေးပြီးတော့ကိုယ်နဲ့ကြလာရင်တော့အမှားပဲလေ။ ဲ့တော့အဆွေမှုပတ်စံပေးခြင်းကဘာမှမထူးဘူးရှင်။အဆွေမှုနဲ့ပေါင်းပြီးတော့လိမ့်နေတယ်လို့တော့ဖြစ်သေးရဲ့။အမှုဖြစ်လို့ရှင်ကိုမှခုတွေ့တဲ့ပါနေမှာဆိုလို့ပြောပြတာပါ။စစ်မှုထမ်းဖို့အတွက်ကအသက်ပြည့်တဲ့မျိုးသားတွေစစ်မှုထမ်းရေးရှင်းပြည့်တဲ့လူတိုင်းမှာတာဝန်ရှိတဲ့ကိစ္စပါရှင်။အချိန်နဲ့ထမ်းအောင်ထမ်းရမှာပဲ။တပ်စံပေးနေတဲ့ပုံပါပဲရှင်။တိရလုံးဝသာညီညွတ်စွာနဲ့ပတ်စံမပေးဘူးဆိုရင်သူလည်းပတ်စံကောက်လို့မရအောင်ရှင်။အုတ်ချုပ်ရီမှုဆိုတာရွာမှာတရားပဲရှိရ။ရွာမှာရှိတဲ့ခြေဝါသူခြေဝါသားတွေကရာထောင်ချီရှိတယ်။အဲ့ဒီရာထောင်ချီရှိ ဥပဒေကိုအရန်ကြီးကြောက်မလန့်မနေဘူးဆိုရင်အုပ်ချုပ်ရေးဘူးအနေနဲ့တလ6000ကောက်နေကြအကြောင်းမရှိဘူးရှေ့ကောက်လို့လည်းရမှာမဟုတ်ဘူးသူဘလောက်ကောက်ကောက်ကိုကမသိဘူးဆိုရင်ရတယ်လေအများနဲ့တက်ရောက်လေဒါလေးကိုတော့စဉ်းစားဆင်ခြင်ကိုကျွန်မပြောပြတာပါရှင်အခုချိန်မှာမြန်မာတပ်မတော်ကလည်းစစ်ရေးဘက်မှအသာစီးရရနေပါပြီရှင်စစ်မှုထမ်းမှုတော့အလောက်ကြီးကြောက်လန့်နေစရာလိုတော့တဲ့အနေထားမဟုတ်တော့ဘူးလို့ကျွန်မမြင်ပါတယ်ဒါဖြင့်စစ်မှုထမ်းပြီးရတဲ့သူတွေအတွက်လည်းလောက်ကန်ခွန်လန့်နေဖန်တီးဖို့တော့ကောမတီလေးဖွဲ့ထားပေးပါရှင့် ီဘက်မှာအားလုံးပြည့်စုံအောင်စီစဉ်ပြီးရဲ့အခြေအနေတခုမှာအခုချိန်ဒီအုပ်ချုပ်ရေးမှုကိုလှဆင်လာတဲ့ပတ်စံပေးပြီးရှောင်လွှဲနေသေးရေဆိုတာကတော့လောကကြီးနဲ့ဆက်သွယ်ပြည့်နေတဲ့သူလို့ပဲကျွန်မမြင်နေရှင့်ပြည်သူတွေကိုယ်တိုင်လည်းအသိပညာရှိဖို့လိုတယ်အရန်ကြီးကြောက်လန့်မှုတွေမဖြစ်တော့ဘူးလို့ပါတယ်ရှင့်အုပ်ချုပ်မှုတွေလည်းနည်းနည်းအနေထိုင်လေးဆင်ခြင်သင့်နေလို့ထင်ပါတယ်ခိကလည်းလည်းပြောင်းနေပြီနော်ခိကပြောင်းတဲ့အချိန်မှာအနေထိုင်မဆင်ခြင်ဘူးဆိုရင်တော့ရှာဟာသမျှအားလုံးရေထဲကိုပစ်ချလိုက်လို့ပလုံဆိုပြီးဖြစ်သွားနိုင်တယ်ရှင့်ဥပဒေရရေးဖန်တဲ့အချိန်ကြလို့ရှင့် ာတွေကနေ့နေ့ရပြောက်ဖြစ်သွားမှာလေเนาะအဲ့ဒါကြောင့်ကျွန်တော်ပြောပြတာပါရှင်။ကျွန်မနေလေဒီပြည်သူတန်လေးလင်းဆက်ပေးရတယ်ဆိုတာကလည်းအချို့ရင်မှုအချို့ပေါ့เนาะဒီလိုမျိုးအကတိကိစ္စတွေအခုချိန်လေးစစ်မှုတန်းဥပဒေကိုရှောင်လွှဲဖို့အတွက်ကိုပေါ့เนาะသူတို့ကအင်တိုက်အားတိုင်းစူးစမ်းနေမှုတွေငွေကိစ္စတွေအဲ့လိုလုပ်နေမှုတွေဟာဆိုရင်ကျေးဇူးလုံးဆောင်မယ်ဆိုရင်တို့အနာဂတ်တော့လည်းမကောင်းလို့နိုင်ငံတော်အနာဂတ်တော့လည်းမကောင်းရှင်လူရလည်းတော်တော်စိတ်ညစ်နေကြပြီဘာမှမဟုတ်ဘူးတလားတစ်ခါပုံမှန် နှစ်တောင်းခွဲသုံးတောင်းလေးတောင်းငါးတောင်းခြောက်တောင်းပေးနေရတဲ့ဆိုတဲ့ကိစ္စတော့စိတ်ရက်ကိုကောင်းတဲ့ကိစ္စရှင်တကယ်တော့စိတ်မူတောင်းရှောင်ခွဲစင်တဲ့အတွက်ပေါ့နော်စပြီးတီထွန်လိုက်တဲ့အရာကနေပြီးတော့အရာသာတွေ့သွားတဲ့တောင်းမှာလူတွေကမလွန်ဆန်နိုင်တော့ဖြစ်တာရှင်တချို့အချွေမူတွေကြတော့လေလူတွေကိုခြောက်ထားတယ်လေဒီဘက်ဆံမှာမပေးလို့ရှင်စစ်တပ်ကတစ်ခါတည်းလာပြီးတော့အိမ်ထဲမှာလာဝင်ဖမ်းတော့မလို့လူတွေပြောဆိုထားတာရှင်ဒါကြောင့်တို့ကလည်းကြောက်နံနေပေးနေရတာပါအချို့အမှုတွေထဲမှာလည်းတကယ်မှန်မှန်ကန်ကန်လုပ်နေတဲ့သူတွေရှိပါရဲ့ရှင့်ဒီပုံကိုတွေကိုတော့ကျမအနေနဲ့ ဟိုအကုန်လုံးကိုရောပြီးတော့မပြောချင်ပါဘူးရှင်။ဒါပေမဲ့ဒီလိုမဟုတ်တာလုပ်နေတဲ့အုပ်ချုပ်မှုတွေကြောင့်တကယ်ကောင်းမွန်တဲ့တမာရရှိတဲ့တည်ငြိမ်တဲ့ကျေးရွာအကျိုးတကယ်လုပ်တဲ့အုပ်ချုပ်မှုတွေချိတ်ခိုက်တယ်ရှင်။ဒါကြောင့်မဟုတ်တာလုပ်တဲ့သူတွေရက်တန့်စေဖို့အတွက်ဆင်ញင်စေဖို့အတွက်ကျမတို့ပြည်သူတန်တွေနဲ့တင်ဆက်ပေးတာဖြစ်ပါတယ်။ဒီတော့တစ်ခါတည်းတင်ဆက်လိုက်တဲ့အတူတူကျမမိဘပြည်သူများမေးခွန်းလေးမေးလိုက်ပါမယ်ပေါ့နော်။မိဘပြည်သူတို့နေထိုင်နေတဲ့ရက်ရွာမှာအုပ်ချုပ်ရေးမှုကပတ်စံကောက်နေခဲ့တယ်ဆိုရင်စစ်မှုထမ်းအတွက်ကိုလားစင်လာတဲ့ ကျွန်မအခုတရင်လေးအောက်မှာကိုနေထိုင်တဲ့ရဲရွာတဲ့အတူပေါ့နော်ပတ်စံဘလောက်ပေးရလဲဆိုတာလေးကိုကျွန်မကိုရှင်းသွားပေးပါရှင့်နောက်နေ့ဒီမှာလူချင်းမင်းတို့ရဲ့ခွန်မှန်လေးတွေလူချင်းမင်းတို့အကောင့်နံပါတ်လေးဖြတ်ပြီးတော့ဘယ်ဒေတာမှာတော့ဘလောက်ဈေးပေါက်နေလဲဆိုတာလေးစစ်မှုတန်းဈေးနှုန်းလေးပေါ့နော်ပြောင်းလဲမှုတွေများရှိသွားပြီလားပေါ့ရှင့်အရင်ကတော့ကျွန်မစည်ရင်လောက်ထားဘူးလားအရာဆိုရင်တော့သူကတပေါင်းခွဲရနေစရဲဈေးရလေးတလောက်တပေါင်းခွဲရနေပြီးတော့၄၅၆၀၀လောက်ထိကောက်လဲရှင့်အခုဈေးနှုန်းလေးများပြောင်းလဲသွားပြီလားလို့သိချင်လို့ပါအဲ့တော့အဲ့လိုမျိုးစည်ရင်လေးကိုကျွန်မတို့ မှန်နေပါရှင့်အဲ့ဒါလေးကျွန်မပြုစုပြီးတော့နောက်နေ့မှာဈေးကွက်လေးပေါ့နော်ဈေးကွက်လေးကိုဒါနိုင်ငံတော်မှာတာဝန်ရှိရသူတွေသိအောင်လို့ကျွန်မတင်ဆက်ပေးပါမယ်ရှင့်ဒါကြောင့်မိဘပြည်သူများအနေနဲ့ကိုယ့်ရဲ့ရက်ကွက်မှာစစ်မှုတန်းကြီးပေါ့နော်ပေးနေရတယ်ဆိုရင်ဘယ်ရက်ကွက်မှာဘယ်လောက်ပေးရလဲဆိုတာလေးကိုခွန်မှန်လေးယူတော့ပါအောင်ရှင့်ကျမတို့တင်ဆက်တဲ့ပြည်သူအတန်လေးလေးကြောင့်မြေပြင်မှာပေါ့နော်မှန်ကန်တဲ့ဒီစနစ်လေးပြောင်းလဲသွားပါစေတူးနဲ့တူအဲ့လိုမျိုးချင်းချောက်ခေးခောက်ပြီးတော့ပတ်စံကောက်စားနေတဲ့ကိစ္စကြီးရပ်တန့်သွားပါစေလို့လည်းကျမဆန္ဒပြုပါရရှင့် ျမတို့တင်ဆက်ပေးတယ်ဒီလိုအတန်လေးတွေအားဆိုရင်ဘယ်သူ့ဘုံမှာထိခိုက်စေဖို့မယူရပါအောင်ရှင်ထိခိုက်နေရတဲ့သူတွေကိုကဲတင်ခြင်းနဲ့စိတ်ရတာရှိပါအောင်ရှင်ဒီတော့မဟုတ်တာလုပ်တဲ့သူကတော့မဟုတ်တဲ့အတိုင်းပဲပေါ်ထုတ်ခံရမှာပဲရှင်အဲ့လိုပေါ်ထုတ်ခံရတာမျိုးမဖြစ်ချင်ဘူးဆိုတော့မဟုတ်တာမလုပ်နဲ့ပေါ့ရှင်လုပ်နေမိရယ်ဆိုရင်ရှင်းတတ်လိုက်ပေါ့ရှင်အတိမှန်အမြင်ဝအမှန်တိုင်းရှားလိုက်တော့ပေါ့ရှင်ဟုတ်တယ်လားဒါဆိုတော့ဒီပြဿနာတွေဖြစ်လာစားအကြောင်းရှိတော့လေအရှိပိုင်းမှာလည်းတချို့အများကြီးရတာရှိပါရဲ့ရှင်အိမ်ဒီကားတွေလည်းဖြစ်သွားပြီပဲတော်တော့ပြီပေါ့ရှင် ဖြီသူကြီးလည်းတော်တော်ကိုနှမောနေကြပါပြီရှင်ဒီတော့ရက်သိမ့်တဲ့အချိန်မှာရက်ပြီးတော့ကိုယ့်ရဲ့ကိုယ်ရှိန်လေးကိုတတ်ကြပါလို့ဒါကျွန်မတောင်းဆိုချင်ပါရှင်ကဲဒါတော့ရှင်းဆုံးပြောမကောင်းတဲ့လူရင်နာပါဗျာကောင်းတဲ့လူတွေတော့မနာနဲ့ပေါ့ဒါချင်းချင်းလေးပဲမကောင်းတဲ့လူရင်နာကောင်းတဲ့လူရင်မနာကြနဲ့နော်ဘုံဆိုဒါဒီအကြီးကခင်ဗျလုံးဝ ქვენ 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 သဘောမျိုးကြီးပြတ်သွားလေဗျာခင်ဗျ ါကြီးကလက်ခံလို့မှမရတဲ့အရာယူခင်ဗျာနော်ခင်ဗျာလက်ခံတယ်ဆိုလဲကျွန်တော်မြင်ရတော့ခင်ဗျာလက်ခံတယ်ဆိုလဲခင်ဗျာလက်ခံလိုက်နော်ကျွန်တော်ကလက်ခံတဲ့အတွက်ကျွန်တော်ကတော့ပြောပြပြီးတာနော်ကျွန်တော်ကတော့လက်ခံခင်ဗျာနော်ခင်ဗျာဘာလို့ခင်ဗျာလက်ခံတယ်ဆိုခမ်းဒါပဲရှိတယ်ကျွန်တော်ကတော့တော်သိုးတယ်ခင်ဗျာခင်ဗျာကျိုးကိုကျိုးကိုကျိုးချကိုကျိုးချကိုကျိုးချလှုပ်သွားတာအများကြီးခင်ဗျာ အများကြီးဟဲ့ကြော်ဒါဒါမြင်တောင်ဖွင့်ပြပေးတာပါနော်ခင်ဗျားတို့ဟိုဘက်ကဒီဘက်ကဘာညာကူကလေးကိစ္စလုံးနေတဲ့ခင်ဗျာမှန်မှန်ကန်ကန်လုံးတဲ့လူလူတယ်မှန်မှန်ကန်ကန်လုံးတဲ့လူတော့ခင်ဗျာငွေကြောင်ငွေကြောင်တော့ခင်ဗျာနောင်ချင်းဟင်ခင်ဗျားကငွေကြောင်သွားနေတဲ့အရာရဲ့ခင်ဗျာဘလို့ကြီးကြီးတည်မြဲလို့တော့ဟမ်မတည်မြဲဘူးလေခင်ဗျာ နော်ဒါတော့အုပ်ကြီးတွေဒါကြတော့စောက်ကျင်ကောင်းတဲ့အုပ်ကြီးတွေမဟုတ်ဘူးဗျာစောက်ကျင်မကောင်းတဲ့အုပ်ကြီးတွေပေါ့နော်ရှင်းရှင်းလေးပဲခင်ဗျားတို့နော်ပေါ်သွားတာပဲ